social influencer တယောက်ဆိုပြီးတော့ celebrity တယောက်ဆိုပြီးတော့လေဟိုပိုတဲ့ခွင့်ရေးမျိုးယူလို့ရတာဆိုတော့ခင်ဗျားတို့ NGO အုပ်စုမှာပဲရှိတယ် social influencer ဆိုပြီးတော့ခိုးခြင်းသလိုခိုးလို့ရတယ်ဖွက်ခြင်းသလိုဖွက်လို့ရတယ်လှုပ်ကြံခြင်းသလိုလှုပ်ကြံလို့ရတယ်အနိုင်ကျင့်ခြင်းသလိုကျင့်လို့ရတယ်ဆိုတာကအဲ့ဒီခင်ဗျားတို့အဲ့ဒီနီပိန်းရက်ွက်မှာပဲရှိတယ် တို့ပါတော့လဲကျွန်တော်တို့ဒီမျိုးသားရေးပေါ့ဗျာနော်တိုင်းနဲ့တိုင်းပြည်နဲ့ပြည်သူနဲ့ရက်တီနဲ့အုပ်စုတွေကြားထဲမှာတော့တရားဥပဒေအထက်မှာဘာမှမရှိဘူးအခုဒီမောင်နှမနှစ်ယောက်စလုံးဟာတရားဥပဒေရဖြည့်ရှင်းနေတဲ့အတွက်ကြောင့်မို့လို့မလားမလေးလေးပေါ်ရှင်မှာကျိုးဆိုပါခင်ဗျာဒီစနေအဆင်မြန်မာနိုင်ငံအတွင်းလိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုအနေစီတန်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာဆောင်ရအားပေးကြပါဦးတိုက်တွန်းပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိပါဘူးเนาะ ဲ့ဒါကိုဆုံးဖြတ်မှာကတရားရုံးအစဉ်အဆက်ကဆုံးဖြတ်မှာဖြစ်ပါတယ်အဲ့တော့အစိုးရအကောင်းပါကျွန်တော်အနေနဲ့အနှုန်းနှစ်ဖက်ကြားမှာဟိုတယောက်ကကျွန်တော်တိတ်မသိဘူးပေါ့နော်အဲ့ဒီဟိုတယောက်ကတိတ်ပြီးတော့မရင်းနှီးပြင်မဲ့ဒါသူ့ရဲ့သူတို့ရဲ့အမြင်ပဲပေါ့လေသူတို့ရဲ့ဒီရက်တီချက်ပေါ့အဲကိုယ်စဝိန်းကတော့ရင်းနှီးပါလေအရင်းနှီးရအတွက်ကြောင့်မဟုတ်လို့တော့အမ်ကျွန်တော်အနေနဲ့ကဒီမူဝါဒရေးရမှာတော့ကြည်ရမှာပေါ့နော် ဘယ်သူနိုင်မယ်မနိုင်ဘူးဆိုကျွန်တော်ဆုံးဖြတ်ပိုင်ခွင့်မရှိသလိုဘယ်သူမားတယ်မှန်တယ်ဆိုတော့ကိုလည်းကျွန်တော်တို့ကပြောပိုင်ခွင့်မရှိပါဘူးဘယ်သူမားတယ်မှန်တယ်ဘယ်သူနိုင်မယ်မနိုင်ဘူးဆိုတော့တရားရုံးကနေပြီးတော့ဆုံးဖြတ်ပါလိမ့်မယ်တရားဥပဒေအရာကျွန်တော်အားလုံးတရားဥပဒေယုံကြည်တယ်ဥပဒေမှန်နိုင်တက်မှတ်နေဘယ်သူပဲအုတ်ချုပ်အုတ်ချုပ်လို့ကျွန်တော်ပြောရမှာလားအခုတရားဥပဒေမှန်နိုင်တက်မှတ်နေပါလားအဲ့တော့တို့ကိစ္စကိုရဲတရားရုံးအစီအစဉ်ကဆုံးဖြတ်ပြီးတော့စီမံခန့်ခွဲသွားပါလိမ့်မယ်အဲ့တော့ကိုယ်စိုးဝိုင်းနဲ့လည်းရင်းနှီးမှုရှိတဲ့အတွက်ကြောင့်မလို့နှစ်ယောက်စလုံးပေါ့ဗျာနော် အဲပြည့်လဲစေချင်ပါတယ်ပြည့်လဲစေချင်ပါလို့ပြောပြရစေအကောင်ကြီးတဲ့ Federal ဆိုတာပါလေတဲ့ပြောပြပေးပါကိုတဲ့ဟုတ်ပါပြီနိုင်ငံရေးအနေနဲ့ကဒီလောက်မှခဏထားပါအောင်နော်အဲဆနာကိစ္စလူမှုရေးအနေနဲ့ကျွန်တော်အနေနဲ့ဒီများအရေးအရာတွေမှာပြောလေပြောစားရှိခဲ့ပါတယ်ဒါပေမဲ့အဲ့လိုမျိုးနေပြိုင်လဲဒီမျိုးရှိရလीနော်အကောင်းဆုံးတော့ကျွန်တော်ပြောပြပေးပါပြီဟုတ်ပြီအဲ့တော့ဘာကြောင့်လဲကျွန်တော်ကတော့ကျွန်တော်ညောင်ရှုပ်နေတဲ့အမျိုး ကျွန်တော်ပြောပါမယ်။တွားရှုပ်လို့မရတယ်မှာကျွန်တော်ပါတယ်။ကျွန်တော်ကြောင်းကျွန်တော်လဲနေတာ။ကျွန်တော်ကြောင်းရှုပ်နေတာ။အဲ့တော့ကျွန်တော်တို့ဒီပေါ် online ပေါ်မှာဆယ်လီတယောက်အနေနဲ့စကားပြောရတဲ့သူတွေအနေနဲ့ကလေအတတော်ဒုက္ခကြီးပါတယ်။အတတော်ကြီးလည်းနေတတ်မှလည်းအခြေအနေကောင်းတာဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကလူပေါင်းများစွာဥပမာဖြစ်ထားပါတော့ဒီမှာဆိုတဲ့ကျွန်တော်ရောက်ရာရာနဲ့ခြေရှိပါတယ်နော်။အဲဒီလူတွေနဲ့ကျွန်တော်ကအဲဒီလူတွေမှာ ကျွန်တော်လေးစားရတော့เนาะဟိုကျွန်တော်အမျိုးတွေပါသလိုဆဲဆိုတောင်းញမ်းနေတော့ဟိုမှာကျွန်တော်ကိုမုံသူလည်းပါတယ်เนาะအရင်အောက်တန်းကြားတဲ့သူလည်းပါအဲ့တော့ကျွန်တော်ကဘာနဲ့ဘယ်လိုလဲဆိုတော့ဟိုကြက်ချံတစ်ခုထဲမှာကြက်ဥလည်းရှိမယ်เนาะကြက်ချံကြီးထဲမှာကြက်ဥလည်းရှိမယ်ကျွန်တော်တို့မိုက်လည်းရှိအကြောက်ကောက်ရိုးလည်းရှိမယ်ကြက်ချီးလည်းရှိမယ်အဲ့တော့ကျွန်တော်ကကြက်ချံထဲကိုချင်းလုံးချင်းချင်းောင်းကြီးနဲ့ဝင်သွားတာကြက်ဥကောက်ကိုဗျာเนาะအထုပ်ပဲထုတ်တူပဲကျွန်တော်ဒီချင်းလုံး ချက်ချံကြီးတွေဝင်သွားချက်ဥတွေလိုက်ကောက်မှာပေါ့ချက်ချီးတွေကောက်မှာမဟုတ်တာနော်ဟုတ်လားကောက်ရိုးတွေကိုတော့ပေးမှာဖယ်မယ်ချက်ချီးကြတော့တုံပြီးတော့ကျွန်တော်ကျွန်တော်မြေဘယ်လိုခေါ်မလဲဒီရောစာဖြစ်အုံချမယ်အဲ့တော့ကျွန်တော်ရဲ့ဒီအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်တော်လိုက်ကိုကြည့်ရှုနေသူတွေထဲမှာချက်ဥလိုတန်မှုကျွန်တော်တန်မှုထားရတော့ကျွန်တော်ကောက်ရမယ်အားပေးတဲ့သူတွေရှိတယ်တို့တူအရန်ကိုအသုံးဝင်တော့အဲကျွန်တော်တို့ကောက်ရိုးတွေပေါ့ဗျာနော်ချက်တွေအတွက်အသုံးဝင်မယ်ကျွန်တော်စီမံခံခွဲရမယ် ကောက်ရိုးတွေရှိတယ်ဟိုကြက်ချေးပေါ့ကြက်ချေးဆိုတဲ့ဥပမာဆဲဆိုရိုင်းဆိုင်နေတဲ့အောက်တန်းစားရည်လည်းရှိတာပဲအဲ့တော့ကျွန်တော်အနေနဲ့ကကျွန်တော်ဘာကိုကောက်မှာလဲဟလာကျွန်တော်ကအောက်တန်းစားတွေကိုအတိမတ်ပြုပြီးသူတို့နဲ့ပြိုင်ဆဲလိုက်မယ်ဟေ့ဆိုရင်အောက်တန်းစားပြတ်ချက်စုမှာဟာကျွန်တော်ခြံတယ်ကျွန်တော်ရဲ့ချင်းထဲမှာအောက်တန်းစားတွေညားလာပါအဲ့တော့ကျွန်တော်ကြက်ဥကောက်တာပါအောက်တန်းစားတွေအားဖြင့်တော့ရှိပါစီပဲလွှတ်ထားပေးလိုက်တယ်ဘာသူတို့ကြောက်လို့အသုံးချရမယ်ဆိုတော့သူတို့လေးတွေဆဲပြီးနေလို့လဲအဲကျွန်တော်အနေနဲ့ကမပြင်းဘူးပေါ့ဗျာနော် အဲ့ဒီအတွက်ကြောင့်မို့လို့အဲ chicken လေးစားရပါတယ်နော်အဲ့တော့ကျွန်တော်ဆယ်လီတွေဘောကလည်းမလွယ်ပါဘူးခင်ဗျာနော်အဲ့တော့ဟာဟာဒီကောင်ငါ့ကိုဥမာပြအောက်တန်းစားတွေကကျွန်တော်ပွဲစည်းထဲမှာလမ်းလျှောက်တယ်လို့ပေါ့ကိုကလူရွေးရမှာလူပေါင်းစုံပွဲစည်းထဲမှာဟာလားလူကောင်းတွေလိုက်ရှာလေလူကောင်းတွေနဲ့စကားပြောလေကိုယ့်စီလူကောင်းမဆုလာမှာပေါ့ဟုတ်တယ်မလားလူလက်တန်းစားရင်လည်းလိုက်ပြန်လူလက်တန်းစားရင်ဆုလာမှာပေါ့အဆဲဆုံနဲ့အောက်တန်းစားရင်တော့ဆိုဟာအောက်တန်းစားရင်ငါတို့ attention ပေးနေတာပဲဆိုပြီးတော့ဒီကောင်တွေပဲဆုလာမှာပေါ့အဲ့တော့ ်အာဆယ်လီတယောက်ချင်းလည်းမလွယ်ပါဘူးဗျာနော်ကဲထားပါအဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကျက်ဥဟာ900ဖြစ်နေပြီ900ဖြစ်တာတော်တော်တော့ဗျာကျွန်တော်တို့ဒီမှာအဲကွန်ကရစ်တို့ဘာလို့မှဆိုလို့ရှိရင်1500ဗျာအခုတော်တော်လေးကိုအဲကုန်စည်လုံးတွေတက်နေတယ်လူတွေလည်းငတ်ပြတ်နေတဲ့အခြေအနေမျိုးတွေရှိတယ်နော်အသားစီးတွေလည်းဒီလိုမျိုးဟုတ်လားအဲ့တော့ဒီအော်ဒါဆိုင်ဒေါ်လာရန်ထွက်တယ်ဒီပါဆဲဆိုတောင်းကျန်တယ်ကဲရှိပါစေအဲ့တော့ အဲကျွန်တော်နောက်ပိုင်းဆယ်ကြီးလုံးမဲ့သူတွေအားလုံးလည်းပြောချင်ပါတယ်အဲကိုကဒါမျိုး public တွေကတယောက်ဖြစ်ပြီးဆိုရင်ကိုတွေ့ရမှာလူသန်းစား3ရက်လောက်ရှိတာပေါ့နော်အဲ့တော့ကို attention ပေးလေးလေးဒီလူတွေကဆူလာလေးလေးအဲ့တော့ကိုကဆဲနေမယ်ဟဲ့ဆိုရင်ဒီလူတွေဆူလာမှာဖြစ်တယ်အဲ့တော့ရံဖြစ်တတ်ရင်ဆယ်လီဘွားကရံဖြစ်လို့ကိုမစုံအော်ကျွန်တော်ဆယ်လီလည်းဖြစ်ချင်တာမဟုတ်ဘူးအဲကျွန်တော်နားရင်အပီနားလိုက်မယ်ကျွန်တော်အဲ့လိုမျိုးပေါ့နော်တရားတရားရံဖြစ်နေရအဲ့လိုကိုကျွန်တော် grade တော့ပြင်ပါတယ် ပြဿနာဖြစ်တော့ကျွန်တော်ဖုံးဆက်ပြီးပြောပါဖုံးဆက်လေဟာဒီလိုဒီလိုရှိတယ်ကျွန်တော်မပြောဘူးเนาะဆိုပြီးပြောပြီးတော့ပြဿနာတော့ဒါကိုချင်းချင်းဆိုရင်ကျန်တဲ့သူဆိုအကြီးလည်းမဆိုင်လည်းလည်းမကြည့်သူကသူကြိုက်တာနောက်ကွယ်မှာဆဲပေးစေအကိုချင်းချင်းဆိုရင်တော့အာဖုံးလေးဆက်ပြီးပြောတယ်ကိုရဲ့ဒီလိုဒီလိုရှိတယ်ကျွန်တော်မပြောရဘူးเนาะလို့ပြောအဲ့တော့ကဲထားပါဒါကျွန်တော်စီပီစီလေးသွားမယ်ဟဲ့ဆိုလို့ရှိရင်တော့အမ်ဘမော့ချင်းနေတော်တော်ကောင်းတယ်เนาะဟိုတနေ့က KIA တွေ ဟိုဘယ်လိုခေါ်မလဲဆိုပြန်ပြီးဆွဲထားပြန်ပြီးဆွဲပြီးတော့အကာအကွယ်ယူပြီးထွက်သွားတဲ့ KIA တွေကိုနော်တိုက်ထုတ်ပြီးတော့ပြည်သူအရောက်ရာကျော်ကိုတက်မလို့ကပြန်ကယ်လာနိုင်ခဲ့ပါတယ်။အဲ့နဲ့ပတ်သက်ပြီးတော့တရင်အချက်လက်အတိအကျနဲ့တက်မလို့ကယ်လာတဲ့ပုံတွေအားလုံးကိုကျွန်တော် online ပေါ်မှာကျွန်တော်ရဲ့ Telegram မှာအားတေချာတင်ပြထားပါတယ်။သွားကြည့်ကြည့်ပါဗျာနော်။အဲတကယ်ကိုဒီစားပကောင်းပါလေ။ဒုဗံမော်ဒုတက်မလို့ပါပဲ။သူတို့ပြောသလိုရက်ွက်ထဲမှာဟာဗံမော်ကရတော့မယ်။ဟိုနေရာကြာမီဒီနေရာကြာ။အမှန်တကယ်မြေပြင်မှာသွားကြည့်ကြည့်ပါဦးနော်။ တနေရာထဲမှာတဲ့ဖင်ပူအောင်7မိနစ်နေရလားမေးကြည့်ပေးပါဆိုပြီးတော့ဗံမော်ကကျွန်တော်စီကိုနော်သတင်းစကားပါလာပါတယ်နော်သတင်းစကားပါလာပါတယ်အဲ့ဒါကြောင့်မလို့ဗံမော်ကအေးဆေးတဲ့ပြင်ကိုခုဆိုတော့ကျွန်တော်ကြည့်တာဗံမော်ကကိုပြန်ရတော့မှာပါလေပြန်တော့ရပြန်ရတော့မှာပြန်ရတော့မှာနော်အေးအေးလေးလာမှဆိုတော့လေအေးအေးလေးသူ့ဘလို့ဟောမှဆိုတော့ရခိုင်ပြည်နယ်အတွင်းမှာကတော့လူမျိုးရေးမိုင်းတိုက်ပြီးတော့သူ့လူမျိုးမျက်နှာအောင်သူမကြည့်ဘဲနဲ့အတုံးချလို့ရပြင်မယ်ဗံမော်လူတို့က ဘာမလို့လို့အမှားမှန်လူမျိုးရေးမှိုင်းတိုက်လို့ရတဲ့လူမျိုးတွေမှာဘာမောပြည်သူလူလူမပါဘူးဘာမောပြည်သူလူလူမပါတဲ့အတွက်ကြောင့်မအေးအေးလဲပြေးရတာပဲနော် TNL လည်းပြေးရတာပဲကော်တခါလည်းပြေးရတာပဲ KIA လည်းပြေးရလုံးဝစစ်ရှုံးသွားပြီနော်လုံးဝစစ်ရှုံးသွားပါပြီအဲ့တော့အဲ့ဘက်ခြံလုံးဝအချင်းနေကောင်းနေတယ်အခုခင်ဗျားတို့အာယုံ site ကမှာကတော့ဒဝေဘက်ကိုဂယူ site ပါနော်ဒဝေဘက်မှာ ठी ခီးမှာလဲအာတိုက်ပွဲကကျန်းနေတယ်ကိုယ့်ဘက်ကအတိုင်းတာတစ်ခုတည်း အဲရုံးကန်နေရတဲ့အခြေအနေရှိတယ်။ဥမင်း online ကရုရှားကိုသွားနေချိန်မှာရုရှားရဲ့စီးပွားရေးတွေတည်လာမဲ့တဝဲကိုတပုံကတဲကြီးမဲကြီးတိုက်ပြနေတယ်။အရှက်ခွဲကျင်တော့ဗျာနော်။အဲ့တော့ခင်ဗျားတို့အဲ့ဘက်ချမ်းမှာဘယ်လိုလုပ်မှာလဲအဲစဉ်းစားပါနော်။ကျွန်တော်အနေနဲ့အဲစီးရေးသတင်းရပြကြားသိထားရတဲ့ຢာတွေအများကြီးရှိတယ်ဗောနော်။အဲဂရုစိုက်ပေးပါ။နောက်ခုမရီယာဘက်လည်းအခုချိန်ဒီတေးဝဲစီးပွားရေးရှိလို့ဖျောင်းတောင်တို့နော်ဘီလက်မြေစက်ယုံတို့ကို အဲဘာမှမထီရဲမပြူရဲနဲ့တပုံနဲ့ကတခါတည်းဟိုသူနေကိုနေပုံနေမြကြားနေမြပုံနေမြကြားနေမြဖြစ်ပြီးတော့ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေရှိရနော်အဲ့ဒါကမရိယာအခြေအနေပေါ့ဟုတ်ပလားသူမင်း online ရုရှားကပါလိုက် PDF တွေတော့ဘာလက်ဆောင်ကြည့်လာမလဲကွန်မောင်းနဲ့ရုရှားနေပြီးတော့အာ PDF တွေအတွက်ကြည့်ရမဟုတ်တော့ဘူးမြန်မာနိုင်ငံမှာရှိတော့လက်နက်ကင်လမ်းစဉ်ဆိုတဲ့ဒီကြက်မပြည့်တဲ့လမ်းစဉ်ကို ရွေးမှဒီအခုအတွက်ရောနောက်အတွက်ရောကျွန်တော်တို့အနာဂတ်အတွက်ပါကောင်းမွန်တဲ့အရာတွေတည်ဆောင်လာပါလိမ့်မယ်။နော်။ကျိုးသားရင်ကြီးရန်ကုန်သားမကြီးမလေးမြအပကျေးဇူးအများကြီးတင်ပါတယ်နော်။တည်လာပါလိမ့်မယ်နော်။အဲ့တော့ခုစနပြောက်ရည်တာနော်ကိုယ်စဘဝိနေမှာမိုးခိုင်းအဲ့တော့တရားဥပဒေကဆုံးဖြတ်ပါလိမ့်မယ်အကျွန်တော်တို့ကဘာလိုက်ခွင့်လည်းမရှိဘူးလေနော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါက တရားဥပဒေနှစ်ယောက်စလုံးကတားပါတော့နှစ်ယောက်စလုံးကတရားနဲ့တရားနဲ့တရားဥပဒေကိုမယုံကြည်ဘူးကွာနှစ်ယောက်တယောက်ချိန်ထိုးမယ် fight မယ်ဟေးဆိုရင်ဒါကဥပဒေပြင်ပကလည်းကော့ကိုရှင်းတာဖြစ်တယ်။ဒါမျိုးကြလည်းရှင်းမှာမဟုတ်ဘူးလေနော်။အဲ့တော့နှစ်ယောက်စလုံးကတရားဥပဒေကိုယုံကြည်ပြီးတော့တရားဥပဒေအရရင်ဆိုင်ပြီးဆိုကြတဲ့ကနှစ်ယောက်စလုံးကိုလေးစားရမှာပါနော်။နှစ်ယောက်စလုံးဥပဒေကဆုံးဖြတ်ပါလိမ့်မယ်။ဥပဒေရဲ့ထက်မှာဘယ်သူမှမရှိပါဘူး။ဟုတ်လား။အဲ့တော့ကိုဇော်ဝင်းနေနဲ့ဖြေပနိုင်မယ်ဖြေရှင်းနိုင်မယ်ဟေးဆိုရင်သူအနေနဲ့ကွင်းလုံးကျွတ်လွတ်မှာဖြစ်တယ်လို့။အဲ့သူကလည်းသူ့ကိုဒါမျိုး အဲတေးဖြတ်မှုတွေပါနေနဲ့ပြန်ပြီးတရားစွဲတာတွေလည်းရှိနိုင်တယ်အဲ့တော့သူပြန်ကိုတပြန်နဲ့ဒါမျိုးဖြစ်နေမှာနိုင်အမေရိကန်လိုနိုင်ငံမျိုးမှာလည်းဒီလိုပဲဆောင်ရွက်တပါလေကျွန်တော်နိုင်ငံမှာဒီလိုပဲအဲ့လိုမျိုးမြန်မာပြည်လိုမျိုးပေါ့နော်လူရိုင်းနေဖြစ်တဲ့နေပိန်းရက်ကွက်လိုမျိုးတော့မရဘူးနေနေပိန်းရက်ကွက်တရားတရားနာမင်းဗမာလည်းလိပ်စာပြောဟလာတကက်အောက်တန်းစားတွေသလားကျွန်တော်ပြောချင်တာလေမလို့မမတောင်းတင်တာတွေတောင်းပြီးမတန်မြာတွေတောင်းပြီးမတန်မြာတွေဖြစ်နေနိုင်ငံဒီမိုကရေစီနဲ့မတန်တဲ့နိုင်ငံအဲဒီလိုလိုမျိုးတွေနော် ကိုမောင်ကျမ်းမှာပါစေတဲ့နော်ဥပဒေအထက်မှာတဲ့မြောင်းလိုက်ရှိပါလေချူးမျိုးနယ်နဲ့ကြောက်တကားမျိုးနယ်ကြားအခုထိဘာမှမလုပ်ဘူးတဲ့စက်ကြီးကောက်ထမင်းပိုးရဘန်ဂါတွေတူးပေးရတဲ့နှစ်တွေကြာလာပြီတဲ့ကျွန်တော်ဖတ်ပေးပြပါပါဘီနော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီနေ့ပြောအဓိကပြောချင်တာကတော့ဦးမင်းအွန်လိုင်း မြန်မာနိုင်ငံရဲ့အတွက်ပေါ့နော်ဟိုဒါမျိုးတွေတည်လာပြီးမှဆောင်ရွက်ပြီးမှဆိုတာဘယ်အစိုးရပဲတက်တက်အားလုံးအတွက်နောက်တက်လာမယ့်အစိုးရတိုင်းအတွက်အကျိုးရှိစေမှာဖြစ်တယ်နော်နောက်တက်လာနောက်မျိုးဆက်တွေအားလုံးအတွက်အကျိုးရှိလာမယ့်အရာဖြစ်တယ်အနာဂတ်မှာစစ်သွေးကြော်တွေတဲ့နေရာမရှိတော့ဘူးဆိုတာကိုဦးမင်းအွန်လိုင်းကပြောပြလာပါလိမ့်မယ်စစ်သွေးကြော်တွေတောခုရင်တုံကျောင်းမြန်မာနိုင်ငံတောခုလို့သိကောင်းလားနော်ခြုံတိုးတောတိုးအရန်ပြောတဲ့လူမျိုးတွေကြက်မပြည့်ဘူးဆိုအဲ့ဒါကိုပြောတာ တော့ခြုံတူးတော်တူးတော်တော်ပျော်တဲ့လူမျိုးတွေပါအဲ့ဒါတွေကိုတခါတည်းအခုလာမဲ့ဒီမြန်မာနိုင်ငံမှာတိဆောက်မဲ့ဒီ satellite imagery analysis center ကရှင်းလင်းသွားပါလိမ့်မယ်အဟောပါပြီအဲ့တော့ကျွန်တော် like လေးချပြဆိုကျွန်တော်ဒီနေ့ကအလုပ်မသွားခင်လေခိတ live တက်တာပါနော်နောက်မှ AC ကျွန်တော်ပြောကြပါဦးမယ်တပုံတပုံစတိုင်းမျိုးအတွက်မရှိတဲ့နဲ့ကောင်းနေတယ် တင်လိုက်တယ်အကမင်္ဂလာပါကိုမောင်နဲ့ဗါတယ်လေပါလီကအမ်းပါတဲ့အေးလက်ထက်ရောက်နေတယ်တဲ့အဖမ်းခံရတာတဲ့ဒီဇင်ဘာ၁၈ကတည်းကပါအဆက်တည်မရဘူးတဲ့အဲ့အမ်းကစစ်တုံးမှန်းနေရှိတယ်နော်ရှိတယ်တော်တော်ဒုက္ခရောက်နေကြတယ်အားလုံးသက်ရှင်ရှိပါတယ်မစားရမတောက်ရနဲ့မဲတူးတဲ့ဘဝတွေရောက်နေတယ်အမ်းကဖွယ်နေနော်ကျွန်တော်ဒါအချိန်နဲ့ကြားသိရတာပေါ့နော်အတော်တော်လေးဒုက္ခရောက်နေတဲ့အချိန်တွေရှိတယ်။သေတာမသေးကြပါဘူးเนาะအကုန်လုံးရှိပါတယ်။အတော်တော်များရှိပါတယ်။ အဲ့တော့စားဝတ်နေအခက်ခဲတဲ့အခြေအနေမျိုးတွေရောကြုံနေတယ်။ကဲဆိုလိုက်ရပြတယ်နော်ကျေးဇူးနိုင်တယ်မှာ။